လာကောလာလာကောလာသူတို့ရဲ့ခံစားချက်တွေကိုကတိတယ်လို့ကိုယ့်ရဲ့ခံစားချက်တွေသူတို့ကတိတယ်တယောက်တည်းဖြစ်နေတဲ့အခြေအနေမျိုးတွေအပြည့်ရွာတဲ့အခြေအနေမျိုးတွေမှာဘေးနားမှာဘာမှမပြောတတ်ပေမဲ့လေနေပြီးတော့နားလဲနေရအမေစိတ်မညစ်နဲ့တားရှိတယ်ဆိုတော့အာမျိုးလေးပေါ့တော့မျက်နှာကိုပြရအောင်မတော့အော်သူ့အဖော်ရအောင်လို့ဆိုပြီးတော့အဲ့လိုပဲ line ပေါ်မှာအမလေးတယောက်ကတနစ်ခွဲတယ်ဆိုပြီးတင်ရောင်းနေခေါ်လာပြီးတော့ပြတယ်ပြတော့အဲ့ရန်သားကြီးကမကြိုက်ဘူး ဒါကရွှေပြူအော်ရွှေပြူလေးလေးအမအော်အထီးလေးဒီလေးအမအမအော်ဘယ်ပေါ့ကျော်မဘောက်ဆောင်မသူတို့ဘောက်ဘယ်လောက်ရှိတာလဲအမကိုကငလာနေစေငလာသားလေးတွေအမလွန်ခဲ့တဲ့၃နှစ်ကျော်လောက်ကကလေးလေးတယောက်ဟိုလိုလက်ဆောင်ရအောင်ကလေးတစ်ကောင်လက်ဆောင်ရအောင်အာအဲ့ကလေးလေးကနေစလိုက်တာအနေပြီးတော့မှသူတို့အမေကိုမွေးမွေးပြီးသူတို့ကနေ အဲ့ရနေသူတို့နှကောင်ကနေခုသူတို့ကိုးကောင်ထပ်ပြီးပောက်တာပေါ့နော်အဲသူအဖေရဲ့မိရဲ့ဆိုဆက်တကောင်ပေါ့နှကောင်နိုင်နှကောင်နိုင်အဲ့လိုဘိုက်ထဲမှာဆိုတော့ကြက်ဥပြုတ်ကျွင်းကလေးတွေအမွှေးလာတယ်တို့အကိုလည်းအဲ့လိုလိုက်လေးလာရတာပေါ့နော်လေးလာပြီးတော့ဟိုသူတို့ကိုအဲ့လိုမျိုးတက်နေသလားကလေးတွေမမြင်ရခင်ကလေးကချစ်နေရသူတို့နဲ့ကုန်တယ်ရေစက်လို့ပြောရမယ်သူတို့ကိုစပြီးမွေးတဲ့ညရလဲတညလုံးကုန်မအိပ်ဘူးငါတော့သူတို့ရအောင်မွေးမယ်ရှင်းအောင်မွေးမယ်တကောင်မကြမ်းအမှောင်ပြစ်စီရဘူးပေါ့ဒါမဲ့လည်းဆူတောင်းအောင်မပြည့်ဘူး ဆယ်ကောင်မွေးတာတကယ်ကြီးကတကောင်ကတော့သူကလေးကအရင်တညာလုံးမွေးလာတာလို့ဆိုတော့လေပြင်မန်းမသူဆက်မမွေးနိုင်တော့အိမ်မှာပဲအိမ်မှာပဲဒီညာလေးမှာပဲသူ့ကိုအလိုမကြချိုးပြက်ပြီးလို့ရှင်အလိုရေမော်ကောက်ကိုဖောက်ပေးအဲကိုရိုင်းပဲအဲ့ဒီဘိုင်နာကိုကတ်ပြီးတော့အကြည့်ချုံနဲ့ခြီရတာပေါ့တင်းနေရတကောင်ရင်းစီကိုခွက်တက်အောင်ကြိုးစားရတာပေါ့သူတို့အဲ့လိုမျိုးလေးဟိုဟာလေးတွေခြူလေးတွေနဲ့ပြီးရင်လက်ဘက်ကလေးတွေနဲ့အမအဲ့လိုခွဲပေးတာတယ်ပြီးတော့လက်ဘက်ကလေးတွေကိုလည်းတရအောင်နှစ်ခုစီ အဲကွာအဲ့လိုမျိုးဝယ်ထားတယ်ဥသာပေသွားလို့ရှင်ပြန်လဲလို့ရအောင်လို့ဒီကလေးဆိုလို့ရှင် cream color လေးတစ်ခါအောင်ပဲပါတာအဲသူဆိုလို့ရှင် ရွှေဖြူအဲဘယ်လိုရှင်ရွှေပွားရွှေတုတ်ရွှေညိုအဲပြီးရွှေတောက်ရွှေကင်းအဲ့လိုမျိုးတွေပဲ လေးတွေရဲ့ခန္ဓာကိုယ်ကငယ်သေးတဲ့အချိန်မှာသူကအဲအေးဓာတ်ကိုလွတ်တယ်ပေါ့နော်အဲခွေးလေးတွေကကြီးလာတော့မှအပူဓာတ်ကိုလွတ်တာအဲ့ခါကျတော့သူတို့ကိုကျတော့ရင်းနှီးအိတ်ကလေးထားပေးရတယ်အဲအဲ့နာမှာသူတို့တိုးဝဲပြီးအိတ်ကြတာပေါ့မှန်တယ်မနော်ကိုယ်လည်းသူတို့နဲ့ရောပြီးအိတ်ပိုက်ခြင်းတယ်ဒီကတော့ကိုငွေပေးခြင်းတာပေါ့နော်ပြီးရင်ချင်မကိုက်အောင်ပေါ့ချင်အောင်စာလေးတွေအုပ်ပေးရတယ်ကြိုးဝဲထားရတာကြိုးစီစင်းထားရအောင်အများကြီးပေါ့နော်အဲသူတို့ကလည်းမျိုးအမေတို့တခုရဲနဲ့မလုံလောက်တဲ့ခါကျတော့ကိုးကောင်ဆိုတော့လေဖြော်တဲ့နို့စပြီးတော့မွေးကလေးကဟိုကူရတယ်စိတ်နို့ပေါ့ စိတ်နှုတ်မှာ go plus လေးသူတို့တိုက်တယ်အခုတော့အကုန်လုံးကတော့ကျန်ကျန်မမကျန်ကျန်ခိုင်လေးတွေဖြစ်နေရောပျော်တာပေါ့နော်သူတို့အဲ့ဒီ no boo ပေါ့ no boo ကတပတ်သားလောက်မှာနှစ်ရက်တဘူးဖြစ်သွားပြီနှစ်ရက်တဘူးမှာ no boo တဘူးကို၄000ခွဲလေအမ၄000ခွဲအဲ့ဒါသူတို့တိုက်ရတဲ့ဟိုတန်တက်အာတိုဆေဟီမိုမန်တို့ပြီးရင်ကယ်ဆီယမ်ဒါသူတို့အမေကိုအဓိကတိုက်ရတာပေါ့နော်သူတို့ကအမေရဲ့ no ကိုတောက်နေတဲ့အရွယ်လေးတွေဆိုတော့အဲ့တော့တော့အမေကိုပဲအဓိကအားရဆောင်တိုက်ပေးရ အဲ့တော့ဟီမိုမန်တိုက်တယ်ကယ်ဆီယမ်တိုက်တယ်ဆူတာမင်တိုက်တယ်သူတို့ကြတော့ခန္ဓာကိုယ်ကြန့်ခိုင်မှုနောက်ပြီးတော့သူတို့အမွှေးအမြင်တွေလှဖို့အဲ့ကြတော့ Nutri Plus Gel လေးလေးတို့တလိုက်စီလိုပုံစံမျိုးလေးလေးအဲ့ဒါဆိုလို့ရှိရင်တပူးကို9000 9000ဆိုတော့အခုနှစ်ပတ်မကြာသေးဘူးကုန်ပြီကိုးကောင်ရဲ့ဖေးရဲ့မေးရဲ့ပြီးတော့အမအဲ့လိုမျိုးသူတို့တွေကိုချက်ပေါင်းရရဲ့မက်ခရိုကနေအမဲရိုးချင်းစီစွတ်ပြုတ်ရဲ့အဲ့ဒါကိုပြုတ်ပြုတ်ပြီးသွားလို့ရှိရင်အဲ့အရင်နဲ့အကြောက်ကလေးနဲ့ရောကျွေးစာကြောက်ကထုတ်ကြီးတထုပ်ဆိုလို့ရှိရင်15 kg ကိုတလားလောက်ပဲခံနေဟုတ်တော့ ဝတ်တော့ဝတ်တော့မျက်နှာကိုပြရအောင်ဝတ်တော့သူတို့ကမနဲ့မိုးလင်းရင်ကြက်ဥပြုတ်ပြောက်လုံးစီစားတယ်ကြက်ဥပြုတ်ရဲ့အဲ့ဒီကြက်ကြက်ပြုတ်ရည်ရဲ့အစာကြောက်ရဲ့အဲအဲ့ဒါသူတို့ကမနဲ့စားနေ့လည်စားညစားအဲအဲ့လိုမျိုးမှသူတို့သုံးချိန်ကျွေးတယ်အခုနှစ်လဆိုနှစ်လထဲမှာဆိုရင်ဆရာဝန်ကကယ်လ်ဆီယံတိုက်လို့ရပြီဆိုတော့ကယ်လ်ဆီယံအလုံးတစ်လုံးကိုကိုးကောင်ရေးပြော်ပြီးတော့စစ်တော်လေးနဲ့တိုက်တယ်ပြီးတော့ဇူတာမင်းတစ်ယောက်တစ်လုံးစီပေါ့အဲအဲ့လိုမျိုးတော့တိုက်တာပေါ့သူတို့အခုကာကွယ်ဆေးထိုးတာ6မျိုးဆက်ကိုတခါထိုးလို့ရှိရင်ကိုးကောင်ဆိုတော့9သိန်း တခါတော့ငါးသိန်းခုဒါမနဲ့ပြန်ဆိုအမနောက်တဲ့ကြိမ်ထပ်ထူပါဦးအမမမန်းတာတော့သူတို့လေဒါလောက်ပဲငါသူတို့ဘို့ဆိုရယ်မမန်းတာတော့ပဲနဲ့သူတို့ဘို့ဝယ်တဲ့ချိန်ဆိုကိုဘို့ကိုရှော့ဝယ်လိုက်တာဘာသွေးလဲဆိုတော့လေငါလို့ဒီတိုင်းတော့မှပဲဟိုချိုပိုင်ရှင်မဲ့ခွေးလေးတွေဗာလေးဆိုလေအမအခုချိန်ဒီလေလူပြစ်တယ်ကိုကိုရန်အိမ်မှာအိုးကြီးနဲ့ချက်ပြီးတော့ဟိုနူးကြီးနေအောင်ချက်ပြီးတော့အမလမ်းမေးကလေးကိုလိုက်လိုက်ကျွေးနေကြနေကြဆိုတော့ဒါကလို့ဘလို့ပဲဖြစ်ငါအတွက် ကုသိုလ်အခုပဲပေါ့နော်ကလေးတွေကိုငါတနက်တလောက်ကြီးရှူစောင့်ရှောက်မယ်ပေါ့နော်အမအပေါ်မှာကြတော့လေဒီကလေးတွေကဟိုအမမွေးလာခဲ့သမျှကလေးတွေပေါ့နော်အကုန်လုံးကအမပေါ်မှာတိတက်တယ်နားလေတယ်နောက်ပြီးတော့လူတွေတစ်သက်စာရှိတယ်ပေါ့နော်သူတို့အပေဆိုလို့ရှိရင်အမဟိုအဲ့လိုတကြီးကြီးပဲသူအဲ့လိုရေးတကြီးကြီးအမပြန်ပြန်လာရင်ဟိုလိုသူကြိုလိုက်ရမှသူအမမျက်နှာကိုကြည့်ပြီးတော့အမရိတ်ခဲ့ရမ်းတိတယ်နောက်ပြီးတော့အဲ့လိုအပြန်ပြန်လာရင်ကလေးတွေကိုကင်မကြိုက်ဘူးသူကသူ့အရင်ကင်အဲပြီးတော့မကလေးတွေကိုကင် အဲ့လိုပုံစံမျိုးဆိုတာလေဟိုသူတို့ရဲ့ခံစားချက်တွေကိုကတည်တယ်လို့ကိုယ့်ရဲ့ခံစားချက်တွေလည်းသူတို့ကတည်တယ်ဟိုသူတို့အမေစိတ်ညစ်နေလားအဲသူတို့သခင်ပျော်နေလားသူတို့သခင်ကအိမ်မပြန်သေးဘူးအဲ့လိုမျိုးဆိုသူတို့မျောနေတာမျိုးတွေရှိတယ်အမအဲ့လိုမျိုးအပြင်ကပြင်မှန်းပြီးပြန်လာရင်လေသူတို့နဲ့နေလိုက်ပျော်သွားတယ်အလုပ်ထဲမှာလောက်ပဲပြင်မှန်းပြင်မှန်းအဲသူတို့ပြန်လာတော့သူတို့အီကြောင့်သေးကြောင့်သူတို့ဘလို့ပဲနေနေဟာကိုဘလောက်ပဲကုတ်ကက်တဲ့ဘလောက်ပဲညစ်ပတ်ပေးပါစေအဲ့ဒါ ချစ်တယ်ပြောတယ်အမတယောက်တည်းအခန်းထဲမှာကိုယ်စိတ်ကိုကိုပြန်ပြီးအားပေးရတဲ့ခိုက်တွေရှိရပါတော့အဲ့လိုမျိုးတယောက်တည်းဖြစ်နေတဲ့အခြေအနေမျိုးတွေအားပြန်ရွာတဲ့အခြေအနေမျိုးတွေမှာဟိုသူတို့ကအဲ့လိုမျိုးဘေးနားမှာဘာမှမပြောတတ်ပေမဲ့လေဟို silent နေပြီးတော့နားလဲနေရပါတော့မေးစိတ်မညစ်နဲ့တားရှိတယ်ဆိုတော့ဟာမျိုးလေးပေါ့။အော်သူ့အဖော်ရအောင်လို့ဆိုပြီးတော့အဲ့လိုပဲ line ပေါ်မှာအမလေးတယောက်ကတနစ်ခွဲတယ်ဆိုပြီးတင်ရောင်းနေတာ ဟဲ့ကလေးလေးကိုချစ်တယ်ပေါ့နော်ဂိုရန်လေးလည်းဖြစ်တယ်အမလေးကလည်းတနှစ်ခွဲလေးဆိုတော့သွားခေါ်တဲ့အချိန်မှာအဲ့ဒီအမလေးကတဲသေးလေးညံ့ညက်ကလေးခေါ်လာပြီးတော့ပြတယ်ပြတော့အရင်သားကြီးကမကြိုက်ဘူးမကြိုက်ဘူးကသူကဘလို့ကောင်းလဲသူ့ရဲ့စိတ်ထဲမှာရုပ်တဲ့သူ့အမေကိုပေးရတော့မယ်ဆိုတော့အတွေးပေါ့နော်ကကလေးတွေကြတော့ဖြစ်တတ်တယ်အဲ့မဲ့သူတကယ်တကယ်သူတို့ယာစီမိလိုက်ယာစီရောက်လို့မိလိုက်သွားတဲ့အချိန်ကျတော့လဲ ကိုကအဲကိုကလေးရတော့မယ်ပေါ့ကိုတော့ကိုကိုကိုပျော်တာပေါ့ဒေးကောင်6ကောင်လောက်ကိုပဲအကောင်လေးကြီးပါစေလို့ပဲဆူတောင်းတာဒါပေမဲ့ဆူတောင်းမှာမပြည့်ဘူးအမ6ကောင်ပြည့်သွားတာကိုကမပြည့်ဘူးတသေးလေးတွေဆိုတော့လေတာမနဲ့လည်းသေးတယ်သူတို့ကလက်သီးတစ်ဆုပ်လောက်ပဲရှိတာအဲ့လိုလေးပဲရှိတာဆိုကဲဘယ်လိုပဲဖြစ်ဒီကိုကောင်တော့ဟိုကိုမွေးပေးရမကန်ပါလာတဲ့ခါကျတော့သူတို့ရှင်အောင်မွေးမယ်ပေါ့ရှင်အောင်မွေးမယ်ဆိုပြီးတော့မွေးထားရတာပဲအခုတော့နှစ်လကျော်သွားပြီပေါ့ဒါအကြီးဆုံးလေးကအမတို့ရွှေတွေးလို့နာမည်ပေးတာပေး ပို့ဆိုတဲ့စကားကိုပြောရမယ်ဆိုရင်တော့စိတ်ထဲမှာမကောင်းဘူးနော်အခုအစားဆိုလို့ရှင်လေအမပြည့်စုံအောင်ကြွေးပေးမယ်တကောင်လေးကိုတီးတန့်ပြုစုဆောင်ရှောက်ကြတာမျိုးနဲ့ကလေးကိုကောင်ဆက်တကောင်လောက်ကိုပြုစုဆောင်ရှောက်ကြတဲ့လူကြတော့မတူဘူးပေါ့နော်ညတာပြီးအကုန်လုံးပေးရတာပေါ့နော်ပေးရတဲ့အခါကျတော့သူတို့အတွက်ကပြေးဝတဲ့အင်အားတွေအာရတွေမရမှလည်းစိုးရင်အမကလေးကိုတကယ်ချစ်ပြီးရောတကယ်အမလိုပဲဟိုခွေးကိုခွေးလိုမွေးတာမျိုးမဟုတ်ဘဲနဲ့ဟိုလူလေးတကောင်လိုပေါ့နော်အဲကုစားသမီးလိုမွေးတဲ့လူမျိုးဆိုရင်တော့အမပေးလိုက်မယ်ပေါ့နော် ါဒါကတော့လေရှင်နာနာနဲ့ပဲကိုကလေဆုံးဖြတ်ရအောင်ပေါ့နော်အဲအဲ့အကြောင်းတွေးရင်လဲစိတ်ကလေမကောင်းဟိုခွဲတော့မခွဲချင်ဘူးဒါမဲ့ကလေးတွေကအဓိကအဲ့လိုမျိုးပြေးသွားတဲ့ပြူစုဆောင်ရှောက်မှုပြီးတော့သူတို့ကအခုချိန်ကလူနဲ့အခုလိုမျိုးလက်ပုံးတည်းရမ်းနေတာအဲ့တော့သူတို့လာနေမှသာ on 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 နေကြမယ်အမလက်ပေါ်မှာဆိုရင်တနားလဲနေနှစ်နာရီလဲနေတယ်ချစ်တော့ချစ်တော့ချစ်တော့ချစ်စရာလောင်းလေးလာရအမဆိုလဲဒါအများကြီးရောက်တယ်အများကြီးမပြည့်စုံပေမဲ့သူတို့ဆိုလို့ရှိရင်ကိုကဖြည့်စီပေးနေတာ အဲအဲ့လိုပုံစံမျိုးဆိုတော့လေသူတို့တွေကိုကိုယ်လိုချစ်နိုင်မဲ့သူမျိုးဆိုရင်တော့ပိုစင်ပြရပေါ့သူတို့ကဒါတက်တန်းလေးတွေကအလုံးစုံ10နှစ်ကျော်ပေါ့နော်သူတို့ရဲ့တက်တန်းစိတ်ကျန်းကျန်းမမကျန်းကျန်းခံခံလေးနဲ့အမနားမှာအကောင်းဆုံးနေရောင်းဒါဘယ်လိုပဲဖြစ်အမလည်းပျော်တယ်အမရဲ့ဒီသူတို့နဲ့တူတူဖြတ်တန်းလိုက်ရတဲ့အမတ်တရားတွေကတော့အမအတွက်ဒါပြန်ပြီးစားလို့လို့မရတဲ့အမတ်တရားမျိုးတွေပေါ့နော်အမကတော့အသက်90ကျော်လို့ရှိရင် မစာပြိုးရေးလေးနဲ့အဲ့လိုမျိုးနေဘက်မှာပဲခြံလေးနဲ့နေချင်တာပြောကလေးလေးမွေးမယ်ပေါ့နော်အဲ့လိုမွေးမယ်ဆိုတာတကောင် ပြီးမှတကောင်ပဲမွေးတော့ဒီတယောက်စီကိုကြောင်မှာဘလို့တော့ကိုကိုပြက်ပြက်ဖို့စဉ်းစားမှလည်းမသိဘူးသူတို့ပေးလိုက်ရတော့မယ်ဆိုတော့အတီးကတော်တော်ကြီးကိုအဲစိတ်ထဲမှာစိတ်မပြေဘူးနောက်ပြီးတော့ဟိုအမကိုနိုင်ကလည်းသူတို့ဘက်မှာအရန်တယောက်စီလိုရတဲ့ပူကြီးတာပါတယ်နဲ့တူပဲကိုကိုလည်းပြန်သုံးတက်တာပေါ့နော်